ီနေ့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ just say the word အမိန့်တော်တခွန်းသာစကလုံးကအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်အဖေခေါ်တော်မူခြင်းခံပြီးတဲ့အချိန်မှာအဲ့ဒီအချိန်တုန်းကနော်တာဝန်ရှိတဲ့ဒုသမရာပေါ့သူကဒီတာဝန်ဝတရားနဲ့သူရေဦးဘက်ကိုလာရင်နဲ့အဖေရဲ့အတုပအတုပကိုတော့ကွက်တိမမီလိုက်ဘူးဒါပေမဲ့သူအိမ်ကိုလာနှစ်သိမ့်ပေးတယ်အဲ့ချိန်မှာပြန်သွားမဲ့အချိန်မှာဆရာမကြီးကျွန်တော်တို့ဘာလုပ်ပေးလို့ရမလဲဆို အမေကလည်းမျက်ရည်မျက်ခွန်းနဲ့သူကလည်းသတိရလိုက်သေးတယ်။ကျမမျိုးသားကတော့ဒီရှိမှဖုံတလုံးလုံးနဲ့လမ်းကအမြဲတမ်းဖုံထူတော့ဒါလေးခတရလဲလေးခင်းဖို့အတွက်အယံဆန္ဒရှိရာဒုသမရာကြီးဆိုတော့အဲချက်ချင်းပဲဝန်ကြီးချုပ်ကိုစင်ပြေတယ်မလားလှုပ်ပေးလိုက်ဆိုတော့နောက်တလားလောက်ကြတော့ဝုံဝုံဆိုအဲ့မှာကားတွေကကြောက်ခဲတွေလာချတော့တာ။ဆိုတော့ပြောချင်တာကတာဝန်ရှိနေတဲ့အချိန်မှာတာဝန်ရှိနေတဲ့သူကလှုပ်ပေးလိုက်ကွာဆိုပြီးသွားပြီ။ကျွန်တော်တို့တာဝန်မရှိတဲ့လူကလှုပ်ပေးကွက်အခါတပေါင်းပြောလဲဘာဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့တာဝန်ရှိပြီးအာနာရှိပြီးတော့လုတ်ပန်ခွင့်ရှိတဲ့သူကလုတ်ပေးလိုက်အကြေကြီးတော့ပြောစရာမလိုဒီနေ့စကလုံးတိုင်းမှာဘုရားခင်ကကျွန်တော်တို့နှုတ်ကပတ်တော်တိုင်းကဘိန်းလူတစ်လုံးမှချီးနီးပြန်မလာဘူးလို့ဘုရားပြောထားတယ်ဟာလေလုယာဘုရားခင်ကတားဒီလွတ်တယ်ဆိုရင်အေကံမန်လွတ်တယ်ဟာလေလုယာဒါကြောင့်မလို့ဖာရီရှဲတွေကအပြစ်လွတ်ပိုင်ခွင့်ရှိလို့လားသူကဒီလောက်တော့မှအပြစ်လွတ်စေလို့ပြောဘုရားဟိုတော်မှပြစ်မာတယ်လို့ပြောတယ်သင်အပြစ်ကိုလွတ်စေတယ်လို့ပြောတာ လွယ်သလားထပြီးအိယာထမ်းပြီးတွားဆိုတာဘယ်ဟာလွယ်တယ်လဲတဲ့ယေရှုကလွယ်တဲ့စကားကိုတော့ तू ကရွေးပြီးသုံးပိုင်ခွင့်ရှိတယ်ရလကအတူတူပဲနောက်မြမစကားတချို့အတင်တယ်ဂျေဇူးတင်ပါတယ်ခမကျွန်တော်တို့ကြတော့မဟုတ်ဂျေဇူးပဲပြီးသွားပြီအတိပဲအတူတူပဲနော်အတိပဲအတူတူပဲပော့ပော့လေးပဲဂျေဇူးပဲနောက်အဲ့တော့ဒီခါလေးမှာကျွန်တော်တို့စကားလုံးကို seriously ပြောရတဲ့အချိန်ရှိပေမဲ့ authority နဲ့ပြောရဲဆိုရင်တခွန်းလေးပဲဖြစ်ပါစေအဲ့ဒီတခွန်းတိုင်းကအတိတ်ပဲရှိတယ်ဒီနေ့နှုတ်ကပတ်တော်ကဘယ်တော့မှအချီးကြီးပြန်မလာဘူးပြောတဲ့အတွက်ဒီနေ့ရမယ့်နှုတ်ကပတ်တော်ညက်ကိုလက်ခုပ်တီးလက်ကြိုဆိုကြပါစို့ရှင်မသက်ခရင်ခန်းကြီးရှေ့ငယ်ရှေ့မှာတမှုကသခင်ကျွန်တော်ဤအိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါအမိန်တော်တခွန်းရှိရင်ကျွန်တော်ဤငယ်သားသည်ချမ်းသာရပါလိမ့်မည်အာမင် တမူးကသူကောင်းတည်တယ်သူကလူတရားကိုအုပ်ချုပ်တဲ့သူဖြစ်တဲ့တွေ့သူငယ်ငယ်သားတယောက်ကိုခေါ်ရင်လာမယ်တွားဆိုရင်တွားမယ်ရေတစ်ခွက်ခတ်ခဲ့ဆိုရင်ခတ်မှာဆိုတာသူသိတဲ့အခါမှာသူ့ရဲ့ authority ရဲ့တန်ဖိုးကသူကောင်းအောင်နားလေတဲ့အတွက်ယေရှုကိုလာဖိတ်တဲ့ချိန်မှာယေရှုကဒီတိုင်းညင်နေရမဟုတ်ဘူးတရားဟောနေတာဆိုတော့ယေရှုရဲ့တရားတော်နိုင်တဲ့အတိသွားပြီသူသူလာတော့ကတော့ယေရှုကိုပင်ဖိတ်ဖို့လာတာဖြစ်ကောင်းဖြစ်နေပေမဲ့ယေရှုကိုနားလေလာတဲ့ခါမှာ ကိုတော့ကျွန်တော်အိမ်ကိုလာဖို့အတွက်မထိုက်တန်ဘူးကျွန်တော်အဲ့လောက်ထိကျွန်တော်မပြောရဲတော့ဘူးကိုတော့ဒီကနေ့အမိန်လေးပေးလိုက်ဒီကနေ့ SMS လေးပဲပို့ပေးထားလိုက်ဒီကနေ့ဖုန်းလေးတခွန်းလောက်ပြောထားပေးလိုက်ကျွန်တော်တွေ့ဟိုမှာတကားပွင့်မယ်ဆိုတော့ကျွန်တော်ယုံကြည်ရဲ့ဟာလေလုယာကျွန်တော်ကောင်းကြီးခံစားနေရတာဒီကနေ့နှုတ်ကပတ်တော်တနင်္ဂနွေနေ့မှာဆေလွတ်လိုက်တနင်္လာနေ့မှာကောင်းကြီးရလိုက်ဟာလေလုယာအဲ့ဒါကျွန်တော်တို့တင်သားတွေဖြစ်တယ်ဟာလေလုယာဒီကနေ့ဘိမှန်တော်မှာဘုရားကိုကိုးကွယ်တယ်မျက်မှောက်တော်ခံစားတယ်ပြန်ရောက်တာနဲ့မျက်နှာသားကကျွန်တော်တို့ကိုကြိုးစိုးနေတာဖြစ်တယ်လက်ကုပ်တီးလက်တီးပြောအာမင် ဒါကြောင့်စာလန်ဆရာကကျွန်တော်တို့နှုတ်ကပတ်တော်ကိုဆေလွတ်ပြီးတော့ကျမ်းမာစေတယ်တဲ့ကျွန်တော်တို့ကတော့ကျမ်းမာပြီးမှကျွန်တော်တို့အတည်ပြုချင်တာဒါပေမဲ့ဘုရားခင်ကမဟုတ်နှုတ်ကပတ်တော်အရင်ယူပြီးမှကျမ်းမာမယ်တဲ့ကျွန်တော်တို့ကအရန်ချမ်းသာမှဟာစီးပွားရေးအောင်မြင်စေဖို့တို့ထဲမှာကိုတော့ ဘုရားခင်ကမဟုတ်ဘူးမင်းတို့ဆယ်ဘိုးတဘိုးထည့်ရင်ကြိုက်စားတက်တဲ့ကောင်တွေငါလို့ဆုံးမမယ်တဲ့မိုးကောင်းငယ်ပတင်းမအကုန်စင်သွန်းလောင်းမယ်တဲ့ဟာလေလုယာပတ်စံရေးပျောက်တိုင်းနော်တောင်းလို့ရှိရင်ငွေကြပျောက်တိုင်းဒါကျွန်တော်တို့ဆယ်ဘိုးတို့မလုံခြုံလို့လို့မပြောလို့ဘူးဒါပေမဲ့ကျွန်တော်တို့ကလုံခြုံတယ်ဆိုရင်တော့ဟာလေလုယာပျောက်တိုင်းတော့ပြန်ရမှာဖြစ်တယ်ဘာလို့ဆိုတော့ခုနှစ်ဆလူယူထားတဲ့စာတန်စီကပြန်သိမ့်ပိုက်ခွင့်ရှိတယ်ယေရှုနာမ၌ဝင့်ခန့်တဲ့တုတ်တန်ခန်းကြီး6ငယ်31မှာပတ်ကြောင်ပဲတခုကခိုးပါလေစေတခုကိုမိတယ်ဆိုရင်ခုနှစ်ဆတောင်းခွင့်ရှိတယ်သင်ဆုံးရှုံးခဲ့တဲ့ကျမ်းမာခြင်းခုနှစ်ဆတောင်းယူအောင်ဟာလေလုယာသင်ဆုံးရှုံး ပ်ခဲ့တဲ့စိတ်ချမ်းသာမှုစမ်းမမှုတွေကျွန်တော်တို့ရပျော်ရွှင်ခဲ့မှုလွတ်လပ်ခဲ့မှုတွေအားလုံးမြန်မာနိုင်ငံအတွက်ကျွန်တော်တို့တယောက်စီတိုင်းအတွက်ခုနစယေရှုနာမနဲ့ပြန်လဲတိမ့်ပိုက်ပါတယ်ဟာလေလုယာအာမင်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး 30အငယ်1ကနေ25ကိုကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်ကျွန်တော်တို့သွားမှာဖြစ်တယ်။တချို့ပိုက်တွေကိုမဖတ်တော့ဘူး။တချို့တွေကိုတော့ဒီတိုင်းပဲရှင်းပြသွားမယ်။၃ရက်လွန်၍ဒါဝိနဲ့သူရဲ့လူတို့ဒီဇီကလမျိုးတို့ရောက်တော့ခါအာမလက်လူတို့ဒီတောင်ပြင်းနဲ့ဇီကလမျိုးကိုတိုက်သဖြင့်ဇီကလမျိုးကိုလှုပ်ချံ၍မီးရှို့နှင်ကြပြီးမြို့နိုင်ရှိတော်မိမအကြီးငယ်တယောက်ကိုများမတက်ရှိသမျှတို့ကိုတင်းသွာနှင်ကြပြီးဒါဝိနဲ့သူရဲ့အဖွဲသူဖွဲသားတွေကသူရဲ့တပ်တွေကအဲ့ချိန်မှာနော်သူတို့ကမြို့တစ်မြို့ကိုရောက်နေတယ်။အဲ့ဒီမြို့ကအာဖက်မြို့လို့ခေါ်တယ် အာဖက်မျိုးကဇီကလက်မျိုးနဲ့သူကမိုင်90ကျော်ဝေးတယ်ဆိုတော့မိုင်90ကိုသူကဝေးတော့သူတို့တနားယူနှစ်မိုင်လုံးနဲ့သူတို့လမ်းလျှောက်လာတယ်ဆိုရင်၈နာရီသူတို့ရဲ့အလုတ်ချိန်၈နာရီလမ်းလျှောက်တယ်ဆိုရင်တရက်ကို16မိုင်လောက်သူတို့သွားဆိုတော့3ရက်ခီးလောက်သွားမှာကားမရှိဘူးရထားမရှိဘူးလေမရှိဘူးဆိုတော့သူတို့တွေကစစ်တပ်ရကနေပြန်လာဆိုတော့သူတို့ရဲ့ဝင်စီဆွဲတွေအများကြီးပါလာအောင်မယ်လက်နက်တွေလည်းပါမယ်ဂျောဘွေတွေနဲ့ပေါ့တော့ခုလိုမြင်တောင်ပြောမယ်ဆိုရင် ဆိုတော့သုံးရက်လုံးလုံးခီးပြူလာပြီးတော့မောပန်းနဲ့အိမ်ပြန်ပြီးတော့မှအခုမှအသက်ပြင်းလေးချာပြီးတော့မှပျော်ပျော်ရွှင်ရွှင်လေးနားမယ်လှုပ်တဲ့ချိန်မှာဇီကလက်မျိုးရောက်တဲ့ချိန်မှာမိခိုးတွေကဥနေရောဟာမဖြစ်တာလဲမင်းတို့မိန်းမတွေလည်းပါသွားပြီကလေးလည်းပါအကုန်ပါပြီမရှိတော့ဘူးဆိုတော့နော်တကယ်ကိုရေမက်ကိုစောင့်ကန်ခံရတယ်လို့ပဲအာယူပြီးတော့မှမောပြေမလို့ပြန်လာတဲ့ချိန်မှာသတင်းဆိုးကစောင့်နေတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဒါဝေးကမြို့ကိုတိန်းသွားကြောင်းကို တွေ့တဲ့ခါမှာတဲ့ငိုတန်ကိုလွင့်ရအားကုန်ဒီတိုင်အောင်ငိုကြွေးကြရယောက်ျားရင်မာကြီးဖြစ်ပေမဲ့ငိုကြွေးတာအားတွေကုန်သွားတဲ့အထိကိုငိုတာဒီနေ့တင်မျက်ရည်မျက်ရည်မရှိတော့လောက်တဲ့အထိငိုဘူးတဲ့သူများရှိမှာပါကျွန်တော်ချစ်တော်မိဘတွေထွက်ကွာသွားတဲ့ခါမှာနှုံးဆက်ပဲထွက်သွားတဲ့အချိန်ရှိတယ်နော်ကျွန်တော်ရှိကျွန်တော်လုံးဝပြန်မတွေ့တော့တဲ့ခါမှာဝမ်းနဲ့ကြေကွဲရတဲ့အချိန်ရှိရယ်ဒါပေမဲ့ဘုရားခင်ကပြောပါတယ်တင်ညာဥယျံမှာကျွန်တော်ငိုကြွေးခြင်းကအလေပတ်လာတော့လေမိုးတောက်ရံမှာဝမ်းမြောက်ခြင်းကကျွန်တော်စီကြုံနေတာဖြစ်တယ်ဟာလေလုယာ အဲ့ဒီချိန်မှာဒါဝိဒ်မယားနှစ်ယောက်ကိုပါသွားတယ်အကုန်ပါသွားတဲ့ခါမှာဒါဝိဒ်ဒီအလွန်စိတ်ညှို့ညင်ဆင်းရဲဤလူများတို့ဒီမိမိသားသမီးတို့များကြောင့်စိတ်ညှိုးငယ်သဖြင့်ဒါဝိဒ်ကိုကြောက်ခဲနဲ့ပြစ်မြူဆိုကြဤပြောကြည့်ပါအောင်ကြောက်ခဲနဲ့ပြစ်မယ်တဲ့ ပါသွားတာအကုန်သူသူမိမလည်းပါသွားတာသူကလေးလည်းပါသွားတာဒါမဲ့နေရင်ထိုင်ရင်ခေါင်းဆောင်ကိုခဲနဲ့ပေါက်ချင်တာကြီးလူတွေကလည်းเนาะတခါလေတစ်ကနေဆိုလို့ရှင်ဆရာတစ်ကနေဆိုရင်ခေါင်းဆောင်တစ်ကနေဆိုရင်ဘယင်တစ်ကနေဆိုရင်သူတို့ဥဆောင်နေတဲ့သူကိုကျေးဇူးမှမထောက်ခဲနဲ့ပေါက်ချင်တဲ့ဖွဲ့တွေဒါမဲ့ဒါဝိတ်မူကပြောကြည့်ပါအောင်ဒါဝိတ်မူကအဲ့ဒါအသက်ပဲဖြစ်တယ်ဒါဝိတ်မူက तू လဲဝမ်းနေပေမဲ့ तू လဲငိုကြွေးပေမဲ့ तू ကမလုပ်လဲဆိုတော့မိမိဖီးယားသခင်ထောက်တော်ဖျောက်ကိုးစားလျက်နေ၏အာမင် ဝမ်းနဲ့ဆရာကောင်းတဲ့အချိန်ဒီမှာအတူတူရှိနေပေမဲ့ကျွန်တော်တို့ကတော့ဂဲနဲ့ပတ်ဖို့မကြိုးစားပဲကိုတော့ကိုကိုးစားကြပါစို့လက်ခုပ်တီးလက်တီးပြအာမင်ကျွန်တော်နဲ့မိတ်ဆွေအတူတူပဲအချိန်ဒီဒါပေမဲ့ကျွန်တော်တို့ကကြောက်ခဲနဲ့ပေါက်တဲ့ဖွဲ့မဖြစ်ရဘူးကျွန်တော်တို့ကဘုရားကိုကိုးစားတဲ့ဖွဲ့ဖြစ်ရမယ်အာမင်အဲ့ချိန်မှာသင်တိုင်းတော်ကိုငါစီကိုယူထောင်ခဲ့ပါလို့အကြီးမလဲရဲ့သားအပြာသားကိုပြောတဲ့ခါမှာအပြာသားကလည်းသင်တိုင်းတော်ကိုယူဆောင်လာတယ်သင်တိုင်းတော်ကဒီ project ဝေးရတဲ့အရာဖြစ်ပြီးတော့မှအဲ့ဒီအချိန်မှာဘာကိုပြောချင်လဲဆိုတော့ဖခင်ရဲ့မျက်မှောက်ကိုတိုးဝင်ခြင်းဖြစ်လာတယ် အရန်တဲ့ယေဘုဟိမရှိလို့လားအာဘာကြောင့်လဲရှမွေလာဘယ်ရောက်နေလဲဒါလို့ရှင်ဘာဖြစ်လို့လဲကျွန်တော်အဲ့အရာတွေမမေးတော့ဘဲနဲ့အဲ့အချိန်မှာသူကသူကိုယ်တိုင်တင်တန်းကိုယူပြီးတော့မှဖះမျက်မှောက်တော်သူတိုးဝင်တယ်လို့တွေ့ရတယ်ဒီနေ့အိမ်ထောင်ဦးစီးများတင်းရဲ့မိသားစုထဲမှာပြဿနာကြုံလာတဲ့ခါမှာတင်ကအရင်ဆုံးဖះနဲ့အရင်မျက်နှာသားဖះရဲ့မျက်မှောက်တော်ကိုရှာတော်သူဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဟာလေလုယာကျွန်တော်တို့ပြဿနာကြုံတွေ့တဲ့ခါမှာဝမ်းနေတာဝမ်းနေတာပဲဒါမဲ့ကိုရောကိုကိုးစားတော်သူဖြစ်ဖို့ရန်တော့အရေးကြီးပါတယ် တင်နိုင်တော်ယူတယ်ဘုရားရှိခိုးတိုးဝင်ပြီးတော့မှသူကမပြောလဲဆိုတော့အကျွန်ုပ်ဒီထိုးအလုံးရင်းကိုလိုက်ရပါမည်လို့လိုက်ရင်မြင်နိုင်မည်လို့ထာဝရဘုရားကိုမေးလျှောက်တော်ဒါဝိကသူမမေးဘဲနဲ့သူမရပြင်မာတဲ့ချိန်သူမရရဲ့ယောက်ျားကိုတတ်တဲ့ချိန်နဲ့အများကြီးတော့ရှိပေမဲ့သူမေးပြီဆိုလို့ကတော့သူကတော့ ရေကုန်ရေကမ်းမေးတယ်အတိကျောင်းမေးတယ်ဒီနေ့တချို့တွေကဖះအောင်မေးသွားပြင်ဆရာအောင်မေးတယ်ပြီးတော့လှုပ်ရှင်အောင်လှုပ်တယ်ပြီးတော့ဒုက္ခရောက်တဲ့ခါကျဆရာအဲဒီကဆူတောင်းခဲ့တာစင်မပြေဘူးပြောတဲ့တိုင်းလည်းမလုပ်ဘဲနဲ့နော်ဆရာဘသူ့အမမကြီးရတာကျန်အလွတ်ပြောကြည့်ကြအောင်နော်ဖြစ်တတ်တဲ့ဟာကျွန်တော်ပြောပြတာအဲကြောင့်ကျွန်တော်ဖေကအိမ်ထောင်ရေးမပြေလဲတဲ့မျိုးသမီးတယောက်ကဆရာကြီးပထမတစ်ယောက်နဲ့ကွဲတယ်ဒုတိယတစ်ယောက်နဲ့ကွဲတတိယတစ်ယောက်နဲ့လည်းကွဲတယ်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့အဖေကလည်း AC ပဲကဲတမီးပထမတစ်ယောက်နဲ့မယူခင်တော့ဆူတောင်းလာမတောင်းဘူးဒုတိယတစ်ယောက်ကဖះအောင်မေးလာမမေးဖြစ်လိုက်ဘူး तू ကအရန်ချောတော့စီပေတော့တတိယတစ်ယောက်ကအဲ့ဒါလည်းမေးချင်းကိုမရလဲ က်ပေါက်ဆရာရဲ့မယူခင်တော့ကတော့ဘုရားကိုမမေးဘူးပြဿနာတက်မှဘုရားကိုလာပြီးတော့မှပြဿနာရှာရင်တော့ဆိုကျွန်တော်တို့ step တိုင်း step တိုင်းကိုဘုရားနဲ့တွာလာဖို့ဘုရားရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ကဆုံးဖြတ်ဖို့အထဲမှာယာရပြီးသားဘုရားကိုမေးပေမဲ့ကိုကတခုဆုံးဖြတ်ပြီးသားတာရှုကိုရှေ့ရှုနေပြီးသားဒါမဲ့ဆုတော်တောင်းသေးတယ်ကိုတော့ဘာလုပ်ရမလဲကျွန်တော်တို့ကနော်မေးတာတခြားလုပ်တယ်ခြားဖြစ်တတ်တယ်ဒါဝိကတော့မဟုတ်ဘူးအဲ့ဒီအချိန်မှာဘုရားမလိုက်နဲ့တော့ မင်းလည်းစစ်ချီတဲ့ခါမှာဘာမှမထားပဲအကုန်လုံးတပ်ပစ်ခဲ့တာမင်းရဲ့လက်ကလည်းတွေးဆုံတော့လဲဒါမင်းကိုဆိုင်တဲ့တိုင်းကိုရဲတယ်မလိုက်နဲ့တော့ဆိုလဲ तू လိုက်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ငိုတော့ငိုလိမ့်မယ်ဝမ်းနဲ့လဲဒါပေမဲ့ဖခင်ကမလိုက်ခိုင်းတဲ့အတွက် तू လိုက်ရဲမယ်မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီညမှာဒါဝိတ်ကိုဖခင်ကပြောလဲဆိုတော့လိုက်လော့ပြောကြည့်ပါအောင်လိုက်လော့ဒီနေ့တင်လိုက်ရမယ့်အရာတချို့ရှိတယ်အာမင်စာတန်ကတော့အငိုင်းမိကျွန်တော်တို့စီကခိုးသွားပြီကျွန်တော်တို့အတိုင်းမနေပဲเนาะကျွန်တော်တို့လိုက်ရမှာဖြစ်တယ်တချို့တွေကငွေကြေးစကမ်မာမိတာ ရှက်လို့မပြောတာဝမ်းနေလို့မပြောတာစင်းကိုမစင်းစားချင်တော့လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဖခင်ပြောပါတယ်လိုက်ပါပြန်ရမယ်ဟာလေလုယာယေစကန်သွားလို့ရရှိမှရမယ်ဒါပေမဲ့ဖခင်ခင်ရဲ့လမ်းတော်ကိုလိုက်ရအောင်ဆက်လက်ရအောင်ရကိုရမှာဖြစ်တယ်ခုနစပြန်ရဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေဆက်ဆက်မီ၍အလုံးစုံတို့ကိုရပြန်ပြီပြောချိပါအလုံးစုံအာမင်ညမာပြီမှာကားဝယ်လို့ရှိရင်နော်အဲသူတို့က ုံရွတ်ပါတယ်တဲ့ဟာဘာလဲအကုံရွတ်ပါတယ်ဆိုဟာဟိုဟာလဲပါတယ်ဒီဟာလဲပါတယ်ဗောနော် great ပြည့်တယ်လို့ပြောချင်တာဗောဆိုတော့ရွတ်လို့ရတယ်မအကုံရွတ်အကုံပါတယ်အဲဒါမျိုးတွေသူကကြောင်ညာရေလောက်တာဆိုတော့ဒီနေ့ကျွန်တော်တို့စာတန်းကတော့ခိုးသွားပြီပြန်သိမ့်ပိုက်တဲ့ခါဘယ်လောက်ပြန်ရမလဲဆိုတော့အကုံရွတ်အလုံးစုံပါတယ် hallelujah ဆုံရှုံခဲ့တဲ့မြအလုံးပြန်ရဖို့ယေရှုနာမနဲ့ဝင့်ခံတယ်စာတန်းခိုးခဲ့တဲ့မြအလုံးခွန်းလက်စယေရှုနာမနဲ့ပြန်လဲသိမ့်ပိုက်ပါတယ် အာမင်ဘေးမှာရှိတယ်ပြောပြပါအောင်အလုံးစုံတနေ့ဒါဝိနဲ့သူနဲ့သူလူ600ကလိုက်လာပြီးတော့ဘေးတော်ချောင်းကိုရောက်တဲ့ခါမှာအချို့ကအဲ့ချောင်းသားမှာယက်နေပြီးတော့နေရစ်ပြီးတော့လူ400ကဆက်လိုက်တယ်200ကတော့မောလို့ဘေးတော်ချောင်းကိုမကူးနိုင်တော့ကြောင်းနေကြတယ်တရားနောက်ကိုလိုက်ရတာအရင်ကြီးတော့နော်တာတာရာတော့မရှိပါဘူးကျွန်တော်တို့ဖះလိုက်ခိုင်းလို့လိုက်တာပဲဒါပေမဲ့လိုက်တဲ့အချိန်မှာတော့ပင်ပန်းချိန်ပင်ပန်းနေအာထုတ်ရတယ်မောတော့လူနေရာကနေခဲ့တယ် တန်တဲ့သူတို့ဆက်သွားတဲ့ခါမှာအဲ့မှာအဲဂုတ်တုလူတယောက်ကိုတွေ့တယ်ဆိုတော့အငယ်ဆုံးသောသူတယောက်ကိုရေတစ်ခွက်ခတ်တိုက်တာပြင်းချီးသမီးဖြစ်လို့ကြမ်းစာလာတဲ့အချိန်ပဲသူတို့ကအမှန်တကယ်သူတို့ပူပန်နေတာနော်ตาများတဲ့အားလုံးဆုံးရှုံးပြီးအကုန်ဆုံးရှုံးတဲ့အချိန်မှာဗိုက်စာနေတဲ့လူငယ်တယောက်ကိုဂယုဆိုက်ပြီးတော့မှကျွေးမွေးဖို့ဆိုတာနည်းတဲ့စေတနာတော့မဟုတ်ဘူးနော် ကျွန်တော်တို့ဆိုအရန်လုံများတဲ့ချိန်မှာမြန်မာပြည်ဆိုပိုဆိုးတာပေါ့မီးပွိုင်းတွေမှာကိုကမီးပွိုင်းထွက်တာနဲ့1 2 3ဆို go ရမှာစောင့်နေရနော်ကားမောင်းဖို့စောင့်နေတယ်ဆိုင်ကယ်စီးဖို့စီးနေပေးမှလာပြီးတော့မှကူညီလာပေးပါအောင်ထမင်းဖို့ပေးပါအောင်ဆိုလာတောင်းတယောက်ကိုပေးလိုက်ရင်အယောက်တရာလောက်ကဝန်းကလေးလာတော့ကျွန်တော်တို့မပေးရဲဘူးမပေးနိုင်ဘူးပေးချင်တောင်တိတ်မပေးဖြစ်ဘူးပေါ့ဆိုတော့ပိုဆိုးတာအလုံအရန်များတဲ့ချိန်အရန်လုံရှုနေဆိုရင်အချိန်ဖြူဒီတိုင်းပဲ နော်ကျွန်တော်တို့အချိန်မရတဲ့အခါမှာစိတ်ရှုပ်တယ်လက်ကိုမကြည့်ဖြစ်ဘူးဒါအကုန်လုံးကိုတော့ you decide နဲ့အာသူတို့လာလာရောင်းသမျှဝယ်ရမယ်တောင်းသမျှပေးရမယ်လို့တော့မဆိုလို့ဒါကိုယ့်အားနဲ့ကိုယ်ဒါ descending spirit ပိုင်းခြားသောဝိညာဉ်နဲ့တွားကြပါဒါပေမဲ့ပြောချင်တာကသူတို့ရဲ့ရှေ့ရှုနေတာကဆုံးရှုံးသွားတာပြန်သိမ့်ဖို့ပါသွားတာကပစ္စည်းတွေမှာလူတွေပါကုန်ပါတာမိသားစုတွေကုန်ပါတယ်ဆိုတော့ဘယ်လောက်ပူပင်နေမလဲဒါပေမဲ့ still အဲ့ဒီလူငယ်လေးတယောက်ကိုသူတို့တမင်းကျွေးလိုက်တာစပစ်တီးတွေကျွေးလိုက်တာရေတွေတိုက်လိုက်တာအဲ့မှာလမ်းပွင့်သွားတာပဲ ဒီနေ့တင်ခီးသွွားဘိတ်တဲ့ရချင်တယ်ဆိုရင်တော့လူတွေကိုစာနာပါလူတွေကိုကူညီပါဖះကူညီခိုင်းတဲ့လူကိုရှိဘယ်တော့မှမမေ့ပဲကူညီနိုင်ဖို့ဖះရှင်ကောင်းကြီးပေးပါစေမုံနေပေးတယ်အဲ့လိုစားတယ်ရေတွေတောက်တယ်ပြီးတော့တင်းမောတဖန်တီးပြင်တစ်ဖက်နော်ပြီးတော့စပစ်တီးနှစ်ပြုတ်ကိုပေးတဲ့ခါမှာသူကအားပြေလာပြီးတော့သုံးရပတ်လုံးမစားဘဲငတ်မွနေခဲ့တာတဲ့တင်းကဘသူနဲ့ဆိုင်တယ်လို့မေးတဲ့ခါမှာဘယ်ကလာတယ်လို့မေးတဲ့ခါမှာသူကအာမလက်လူထံမှာကျွန်ခံနေတဲ့သူတယောက်ပါသုံးရတုန်းကအနာရောက်လို့တခင်ကကျွန်တော်ပစ်ထားတာ တည်ဖို့အတွက်ကျွန်တော်ဒီမှာပဲရှိနေတာဆိုပြီးတော့အဖြစ်ပြက်တွေသူပြောပြတဲ့ခါမှာဒါဝိကလည်းငါတို့ကိုအဲ့ဒီညာလမ်းပြနိုင်မလားတဲ့ဆိုတော့ဒီနေ့ဒါဝိကဲ့သို့ opportunity ကိုเนาะအခွင့်လမ်းကိုအမြဲတမ်းအမိရယူတတ်တော်သူဖြစ်ဘုရားခင်ကကျွန်တော်တို့တယောက်စီကိုစိန်ခေါ်နေတယ်လို့ကျွန်တော်ယုံကြည်တယ်။အခွင့်ရေးသမားဖြစ်ဖို့တော့မဟုတ်ပါဘူး။ဒါပေမဲ့အခွင့်လမ်းကိုတော့အမိရစုပ်ယူတတ်ဖို့တော့ရည်ကြည်ရယ်။တခါမှ prophet တယောက်က "तू ချင်းငားလာတဲ့ပစိန်သွားသည်ရေထဲကိုကြာသွားတဲ့ခါမှာအီလိရှေကဘယ်နေရာမှာလဲလို့ပြောတော့ပြတော့သူကဒုတ်ကလေးကိုချလိုက်တော့ပစိန်သွားကအပေါ်ပေါ်လာတယ်အဲ့အချိန်မှာအီလိရှေကချက်ချင်းဆယ်ယူခိုင်းတယ်ကျွန်တော်တို့ဆယ်ယူရမယ့်အရာတချို့ရှိတယ်ကျွန်တော်တို့အရင်နေနေလို့နောက်ကျသွားတဲ့အရာတချို့ရှိနေတယ်။ဒါကြောင့်မြန်ရမယ့်နေရာမှာမြန်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေ။ဒါနဲ့အဲ့ဒီလူငယ်လေးပြောတဲ့အတိုင်းသူတို့ကချက်ချင်းပဲသွားတဲ့ခါမှာ လူငယ်လေးကလမ်းပြတယ်ထိုလူတွေကဖိလိတိနဲ့ယူဒပြည်ကတင်းယူတဲ့ဥစ္စာပစ္စည်းအများတွေကိုစားတောက်ပြီးတော့ကခုံပြီးတော့သူအဲ့မှာပွဲခံနေတာကိုတွေ့ရတယ်ဒါနဲ့ဒါဝိကညာဦးကနေစပြီးမနေ့ဖြန်ညာဦးတိုင်း24နာရီလုံးလုံးသူတို့လောက်ကြံတဲ့ခါမှာကလောက်စီဘီပြေးတော့လူလင်400မှတပါဘာလို့မှမလွတ်ဘူးအကုန်လုံးအာမလက်လူတွေအရင်တိမ့်သွားတဲ့ဒါဝိရဲ့ပစ္စည်းတွေအားလုံးပြန်ရယုံတာမှာက ပင်ရနှစ်ယောက်ကလူတွေအကုန်လုံးပြန်ရတယ်ပြီးတော့လူအကြီးငယ်သားသမီးဥစ္စာပစ္စည်းလူယူတင်းတင်းမြတ်တခုမကြံပြောကြည့်ပါဦးတခုမကြံအာမင်ဒီနေ့ကျွန်တော်တို့ဆုံးရှုံးခဲ့မှုတဲ့အရာတွေအားလုံးတခုမကြံပြန်ရဖို့ဘုရားခင်ကဒီနောက်ဘက်တော်ဆေလွတ်တာဖြစ်ပါတယ်အာမင်ဒါဝိကလည်းအဲ့ဒီတိုးနွားတွေရှိမှအရင်နေတော့တိုးနွားပေါင်းလို့ယူပြီးတော့ဤဥစ္စာဒီဒါဝိပိုင်တော့လက်ရဥစ္စာဖြစ်တယ်လို့သူကဆိုတယ် သူတို့စီကတိမ့်သွားတဲ့အရာတွေတော့မကပဲအချားပြီကတိမ့်ခဲ့တဲ့အရာတွေပါရတဲ့အတွက်အဲ့မှာဇာတိုးတွေရတော့တာဒါကြောင့်ဆုံရှုံခဲ့ပေမဲ့ပြန်ရတဲ့ခါမှာသူကတိုးပွားခြင်းကိုတမဟုတ်ခြင်းရရှိသွားတယ်ဆိုတာစံစာရတွေ့ရတယ်ဒါနဲ့မော်ဘီဒါဝင်းနောက်ကိုမလိုက်နိုင်တဲ့လူနေရာနဲ့ပြန်ဆုံပါလေရောအဲ့ဒီအချိန်မှာလူသူတို့ကိုလာပြီးခီးဥကြိုပြုတ်တယ် ဒါဝိကလည်းသူတို့ကိုနှုတ်ဆက်တယ်ဒါနဲ့လိုက်သွားတဲ့လူ၄၀၀ကတော့ဤလူတွေကသူတို့မောတယ်ဆိုပြီးနေခဲ့တာငါတို့နဲ့မလိုက်လို့ငါတို့ရတဲ့ဥစ္စာတွေဝေမျှစရာမလိုဘူးသူတို့သားများတွေနဲ့သူတို့ပိုင်တဲ့ဥစ္စာတွေတော့ပေးမယ်ဒါပေမဲ့အပိုရလာတာဝေမျှစရာမလိုဘူးလို့သူတို့ပြောလာတဲ့အခါဒါဝိကလည်းငါညီကိုတို့ငါတို့ကိုစောင့်မ၍ငါတို့ကိုတိုက်လာတော့အလုံးရင်းကိုငါတို့လက်တို့အတ်တော်မူသောထာဝရဘုရားပေးသနာတော်မူသောဥစ္စာကိုထိုးသွမပြုရကျွန်တော်တို့ကကိုလုံနိုင်လို့ရတဲ့ဥစ္စာလို့ထင်တဲ့အတွက်စုတ်ကန်ချင်တာ ဒါဝိကတော့တိုက်တာသူပဲပြန်ပြီးတော့တိန်းတာသူပဲမှန်ပါတယ်ဖခင်ရဲ့စကားတော်အဖြစ်သူသွားဒါပေမဲ့လက်တွေ့လောက်တာသူဖြစ်တယ်ဒါပေမဲ့သူကဗာပြောလို့ဆိုတော့ငါတို့ကိုပြန်ပေးတာဖခင်ဖြစ်တယ်ဟာလေလုယာဖခင်စီကရတယ်လို့တင်ယုံကြည်နေတဲ့၍ဖခင်ကဆက်လက်ကောင်းကြီးပေးမှာဖြစ်ပါတယ်ငါဥစ္စာငါရည်ချင်းငါစွမ်းတတ္တိလို့ကျွန်တော်တို့ပြောမိတယ်ဆိုရင်တော့နော်တာရကမြောင်များစွာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့မာနမရှိဖို့ရန်အတွက်တည်ရည်ရှိရဲဒါဝိမင်းကြီးကငါတို့ကို ဲ့ဒီအတော်မူသောသာဝရဘုရားပေးသနာတော်မူသောဥစ္စာတွေကိုတော့ဒီလိုလုပ်ရင်တော့မကောင်းဘူးထင်တယ်လို့ဒါဝေကပြောတယ်။ဒါနဲ့သူကဒီအမှုလေးကိုစီရင်လိုက်ပါတယ်။စစ်တိုက်သွားတော်သူရသည့်အတိုင်ဥစ္စာကိုစောင့်လျက်နေရတော်သူရစေ။နှစ်ပါးစလုံးအညီမျှခံစေလို့စီရင်တဲ့အတိုင်ထိုနေ့မှစ၍ယနေ့တိုင်အောင်ဣသရေလမျိုး၌ထိုသို့သောထုံးစံဖြစ်စေခြင်းကစီရင်ထုံးပွဲတည်း။တနည်းအားဖြင့်နောက်တန်းမှနေတဲ့သူနဲ့အရှိတန်းမှနေတဲ့သူရုရှင်အတူတူရဖို့အတွက်အဲ့ဒီကလေးကဂျူးတွေက ဆုံးဖြတ်လိုက်ပြီးအခုချိန်ထိအဲ့လိုတတ်မှတ်တယ်လို့ကျန်းစာရကျွန်တော်တို့သိရတယ်။ဒါကြောင့်တစ်ခါလေမှာမရှင်ခီးတွေတချို့တွေထွက်သွားလိမ့်မယ်။တချို့ကအိမ်ဆောင်အစိုးရဖြစ်ရင်ဖြစ်မယ်။တချို့ကတော့အိမ်မှာပဲနေရတာဖြစ်နိုင်တယ်။အထူးသဖြင့်အိမ်တောင်ရှင်မတွေအထူးသဖြင့်ကျွန်တော်တို့ကိုယ်တိုင်ကိုကြလှုပ်ရတဲ့ချိန်ရှိတယ်။ကျွန်တော်တို့က ဘာမှမလုပ်ရတလို့ဖြစ်နေတဲ့အချိန်ရှိနိုင်တယ်ဒါပေမဲ့အကျိုးကတော့အထူးထူးပဲဖြစ်တယ်အာမင်တချို့တွေကစင်ပေါ်မှာတက်ပြီးကခုံချီးမွမ်းတရားဟောဆုတောင်းအခွင့်အဆိုင်တွေကြားတာဖြစ်နေတယ်သင်ကဘယ်သူမှမသိတဲ့တတောင်းနေရာမှာသင်ကတစုံတစ်ခုလေးကိုလုပ်နေရတာဖြစ်နေတယ်ဒါပေမဲ့ရတာအထူးထူးပဲလို့ဘုရားကပြောခိုင်းတယ်ဟာလေလုယာဆုလက်ပေးတဲ့နေ့မှာတော့ဘုရားခင်ကနှလုံးသားကိုကြည့်ပြီးတော့ဘုရားခင်ကဝေပုံကြပေးမှဖြစ်ပါတယ်ဟာလေလုယာအာမင်ဟိုး praise the lord ဒါကြောင့်မလို့ ဒါဝိကကျွန်ုပ်ဒီထိုအလုံးရင်းကိုလိုက်ရမလားလိုက်ရင်မီနိုင်မလားဆိုတာကိုဘုရားကိုမေးတယ်မေးလို့ကတော့ဘုရားခင်ကဖြေမှာဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘုရားကိုမေးရအောင်เนาะမိသားစုတွေအတွက်เนาะစီးပွားရေးအတွက်လောက်ကန်ပြောင်းမဲ့အချိန်မှာနောက်ရှင်တစုံတစ်ခုဆုံးဖြတ်ချက်တွေခြားတော့ကျလမ်းဆောင်လမ်းကောင်းမှာရောက်နေတယ်ကိုတော့ကိုမေးကြည့်ပါဘုရားခင်ကဘာပြောလဲဆိုတော့ငါ့ကိုခေါ်လို့ငါထူးမီကြီးတော့ရာတင်မသိနိုင်အောင်နဲ့နေတော့ရာတော့ငါပြမယ်ဟာလေလုယာအာမင် ယေရမိအခန်းကြီး33ငယ်3မှာအာမင်ဒါကြောင့်တန်မှုကြီးကတော့ကိုတော်စကားတခွန်းကိုတော့ပြောလိုက်တယ်ဆိုရင်တော့စင်ပြေသွားပြီကျွန်တော်ငယ်သားကြမ်းမာလိမ့်မယ်လို့သူကယုံကြည်တယ်ဘာလို့လဲတကိုးရှိတဲ့သူရဲ့စကားအခွင့်တကိုးရှိတဲ့သူရဲ့ authority ရှိတဲ့သူဖွင့်လိုက်တဲ့နှုတ်ကနဲ့ဖွင့်လိုက်တဲ့စကားတခွန်းကအချီးနှီးမဖြစ်ဆိုတော့သူကောင်းကောင်းသိတယ်ဒီနေ့ကျွန်တော်တို့ဖခင်ရဲ့နာမတော်ကိုနားလည်ဖို့ ဖရာရဲ့ထောက်ပံ့ခြင်းကိုနားလည်ဖို့ဖရာရဲ့အဖြစ်တော်ကိုနားလည်ဖို့ရန်အတွက်တယောက်စီတန်ဖရာရှင်ကောင်းချီးပေးပါစေအမိန်တော်တခွန်းတာရှိပါပြောရအောင်1 2 3အမိန်တော်တခွန်းတာရှိပါအာမင်ဒါကြောင့်ဖရာစီကအမိန်တော်တခွန်းကိုရပြီဆိုရင်တော့ကျွန်တော်ဆက်သွားဖို့ပဲဖြစ်တယ်ကျွန်တော်တခါတရားဟောဖို့ပါတယ် password အရှိရောမှာရှိရဲ့ဘူးမှမစည်းဘူးတဲ့မြီးကိုတွားပြီးဖြည့်လိုက်တဲ့အလွယ်တကူတော့ရမှာမဟုတ်ဘူးပိုင်ရှင်းရမေးလိုက်မယ်ဘာလို့ဖြုတ်လာလဲဆိုလို့ဘာလို့ဖြည့်လာလဲဆိုလို့ရှင်သခင်လိုရှိတယ်ဆိုတာပြောလိုက်တယ်အဲ့ဒါ password ပဲ hallelujah ဒါကြောင့်တင်သွားနေတဲ့လမ်းခီးမှာအော်စိုးရင်စရာတွေရှိတယ်။အော်ကိုတော့ကိုတော့ခိုင်းလို့ဒါလောက်ရတာအဆင်မပြေပါလား။ဒါပေမဲ့ဖခင်ရဲ့လိုက်ပါမိမယ်အလုံးစုံပြန်ရမယ်ဆိုတဲ့စကားတခွန်ရထားတဲ့အတွက်ဒါဝိကစိတ်မပြတ်ပဲဆက်သွားနိုင်တာဖြစ်တယ်။ဟာလေလုယာ။တင်စိတ်ပြတ်တဲ့အခါတိုင်းမှာ ပြန်ပြီးတော့အားယူတာကပါလေ။တယောက်ရဲ့အားပေးစကားဆိုအဲ့ဒီလူအနာမှာမရှိတဲ့အချိန်ချင်းကျွန်တော်အားငယ်သွားမယ်။ ဒါပေမဲ့ဖခင်ရဲ့အတူပါရှိခြင်းဖခင်ရဲ့ဗိသိက်ဖခင်ရဲ့အတန်တော်ရပြီးသွားတဲ့ခါမှာတော့ကျွန်တော်တို့အာယူ၍ရဲရင်ချင်းရှိလို့ငါမှသာဒီမဟုတ်လို့ဟာလေလုယာမောရှင်နဲ့တူပါရှိတယ်တင်နဲ့တူပါရှိမယ်လို့ပြောတဲ့ဖခင်ဖြစ်တယ်ကျွန်တော်လည်းအားငယ်တက်တယ်အားငယ်တဲ့ခါမှာကျွန်တော်အဖေပြောခဲ့တဲ့စကားတွေဖခင်ကျွန်တော်ဗိသိက်ပေးခဲ့တဲ့စကားတွေဖခင်ကျွန်တော်ကိုတိုက်ရိုက်ပြောခဲ့တဲ့စကားတွေနောက်ပြီးတစ်ခါတစ်ခါကျွန်တော် YouTube မှာတချို့တွေကတော့အကြောင်းကြောင်းကြောင်းပြတ်သွားတာ YouTube အတန်ဖိုးရှိတဲ့ဟာတွေပြတ်သွားတယ်ဒါပေမဲ့ ်နည်းနည်းလေးကြံနေသေးတဲ့ဟာတချို့တွေလည်းကျွန်တော်ကြည့်ပြီးတော့မှခွန်အားယူတယ်။နောက်တစ်ခါ2014ခုနှစ်မှာကိုရီးယားနိုင်ငံမှာဆရာကြီးယုံကီကျော်ကကျွန်တော်ကိုလက်တင်ပြီးတော့မှသူ့အသက်တာတစ်ခုလုံးကျွန်တော်ထဲမှာထည့်တယ်။အခုကစပြီးတော့အရှိတအောင်အာရှအာရှတိုက်မှာဖခင်ရဲ့ကြီးမားတဲ့သာသနာတွေထူထောင်မယ်ဆိုပြီးပြောတယ်။ဘာမှလည်းဖြစ်မလာသေးဘူး။ဒါပေမဲ့စကားတစ်ခုရှိခဲ့ပြီးပြီဆိုရင်တော့ဘိန်နုတလုံးမြချင်းငါးစီပြန်မလာဘူးပြောတဲ့အတွက်ဖခင်က သူ့ဘုံတော်အတွက်သာဆိုရင်ကျွန်တော်တို့ကိုတုံးပြူမှာဖြစ်ပါတယ်။သူ့နိုင်ငံတော်ကျယ်ပြန့်ဖို့တဲ့ဆိုရင်ပါမုတ်တဲ့ကျွန်တော်တို့ကိုတုံးပြူပြီးတော့မှာကပောက်ကင်လောက်မှာဖြစ်ပါတယ်။ဟာလေလုယာ။ဒါကြောင့်မလို့ကျွန်တော်တို့တန်မူးကြီးလို့ကျွန်တော်တို့နည်းနည်းလူကြီးလေဖို့လိုအပ်ပြီတမူးကြီးလိုကျွန်တော်တို့เนาะအထူပါးနားရဖို့လိုအပ်နေပြီနောက်ကဘက်တော့အလုံးလိုက်ခဲလိုက်လာနေပြီကျွန်တော်တို့ကတုတ်တုတ်များမလုပ်သေးဘူးဟိုကတော့စကားတခွလေးပဲပြောလိုက်ကိုတော့ကျွန်တော်ငယ်သားဟိုမှာကြမ်းမှာပဲတဲ့အတိမ်နဲ့ကိုနားလေဖို့ရန်အတွက်ဖျားရှင်ကောင်းကြီးပေးပါစေအာမင် ကျွန်တော်တို့နှုတ်ကပတ်တော်ကိုအဝါစားတယ်ဒါမဲ့တခွန်းမှအင်ပြန်မတည်သွားဘူးကျွန်တော်တို့ကဒါမဲ့တမူးကြီးကတော့ကိုတော်စကားတော်တခွန်းသာပြောတယ်မှာအာမင်ပေတုလည်းထိုနည်းလကောင်းပဲတညာလုံးငါးဖန်းနဲ့မရဘူးကိုတော်ဒါမဲ့ကိုတော်ပြောတဲ့အတွက်ကျွန်တော်လုပ်မယ်ဟာလေလုယာလက်တွေ့တော့မကြောက်ကိုတော်ရဲ့ကျွန်တော်တို့ကတော့အခုကျွန်တော်တို့တိမ့်ပြီးတော့ပြန်တော့မှာပိုက်ကွန်လေးလဲဆေးလျှော်ပြီးသွားပြီဒါမဲ့ကိုတော်ပြောတယ်ဆိုရင်တော့ကျွန်တော်ခြားကြည့်မယ်အာမင် ီနေ့ကျွန်တော်တို့ရဲ့ပိုက်ခွန်တွေကိုပြန်ပြီးတော့မှအစ်စ်တပံပြန်ပြီးတော့မှအစင်တစ်ပြင်အောင်တိန်းတော့မလို့စဉ်းစားနေတဲ့တင်းရဲ့ပိုက်ခွန်တွေကိုပြန်ထုတ်ဘုရားရဲ့အမိန်တော်ရှိတဲ့နေရာကိုရေနဲ့ရကောက်ရွှေ့အာမင်ဘုရားကပြစ်ခိုင်းနေတာပြစ်ကြည့်ပါ ကြီးမားတော့ငါတွေကပြေးဝင်လာတော့မှဖြစ်ပါတယ်အာမင်စကားတခွန်းသာရှိပါကိုတော့ကျွန်တော်ငယ်သားကြမ်းပါမယ်အာမင်လူ600ရှိတယ်ဒါပေမဲ့ကိုတော့ကိုအရင်မေးတယ်လိုက်ရမလားလိုက်ပါမိမလားမိမယ်ရမလားအလုံးစုံပြန်ရမယ် ါမဲ့လမ်းခုလမ၂00ကနေခဲ့ဆရာကျွန်တော်တို့နေတော့မောတယ်အားငယ်ဆရာဖြစ်လာဒါမဲ့အဲ့ချိန်မှာ तू အားယူလာဒီမှာမရေးထားပြီမှာကျွန်တော်ယုံကြည်တယ်ဘုရားကပြောထားတယ်၂00ကိုကြည့်ရော၂00နေခဲ့မယ်ရပါမလားရမယ်လိုက်ပါမိမယ်အလုံးစုံပြန်ရမယ်အေးမင်းတို့နေလဲနေခဲ့ငါတို့ကတော့ဘုရားစကားပြောပြီးသားဖြစ်တယ်ငါဆက်သွားမယ်ဟာလေလုယာဒီနေ့ကျွန်တော်နေခဲ့မဲ့လူဒီမှာမရှိဘူးအားလုံးလိုက်မှာဖြစ်တယ်ဟာလေလုယာ အကြောင်းကြောင်းကြောင်းအရင်လိုတန်တန်မမမပြေးနိုင်လို့အိမ်ဆောင်ခဲ့ရရင်တော့မှကျွန်တော်တို့ကခွဲတမ်းမလျော့တဲ့ဖွဲ့တွေဖြစ်တာဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့ HIC session နေ့ကျွန်တော်ပြေးခဲ့ပြီးပြီဆက်ပြေးဦးမှာဖြစ်တယ်အာမင်ကိုနော်ဆိုင်ကတကယ် prophetic နေနဲ့ဝန်ခံတာဖြစ်တယ်ကျွန်တော်တို့မြင်နိုင်တဲ့အဆောင်တွေကခဏထားလိုက်အောင်ဘုရားခင်ကအသင်းတော်ကိုတည်ဆောက်နေတာဖြစ်တယ်အာမင်ကျွန်တော်တို့ကိုဘုရားခင်ကပြောနေတယ်ငါတို့မရောက်သေးဘူးဘုရားပြောတဲ့အရာအလုံးစုံမရသေးခင်တည်းကျွန်တော်စိတ်သက်သာလို့မရဘူးဒါကြောင့် light ပါမိမယ်အာမင် ်အမင်းတော်တခွန်းသာရှိပါကိုရောတယောက်စီတန်းဖျားရှင်ကောင်းကြီးပေးပါစေနှုတ်ကပတ်တော်ကမောင်မိုက်တော်လမ်းကိုထွန်းလင်းစေတော်နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်ခြေရှိမှာလင်းတော်မိခွက်ဖြစ်ပြီးကျွန်တော်လမ်းခီကိုပဲ့ပြင်တယ်ကျွန်တော်အားငယ်တဲ့အချိန်မှာထူမတော်နှုတ်ကပတ်တော်ဖြစ်တယ် Jeff see the word ဘလောက်အုပ်အုပ်ငားမမိတော့ပိုက်ကွန်ကကိုရောရဲ့အမင်းတော်အောက်မှာပိုက်ကွန်စုပ်ပြတ်မတက်ငားတွေရောက်လာတယ်သူတယောက်တည်းမဟုတ်ဘူးတော့ ဘေးမှာရှိတဲ့သူ့တငယ်ချင်းတွေကိုအမှတ်ပြုတဲ့ခါမှာလေနဲ့စင်းနှစ်မြူမတက်နှစ်လူမတက်ဘုရားကကောင်းကြီးပေးတယ်။ဘုရားလူနဲ့တွာလာတဲ့ခါဘုရားရဲ့အတန်တော်ကြားတော့ပေတူးနဲ့တွာလာတဲ့ခါကြံတဲ့သူတွေကအလိုလိုကောင်းကြီးရတယ်။ဒီနေ့တင်ဘသူနဲ့တွာလာနေတယ်စဉ်းစားပါ။ကောင်းကြီးလိုချင်လို့တော့မဟုတ်ရောက်ဒါပေမဲ့ဘုရားတန်ကိုကြားပြီးကိုတော်ပြောတယ်ဆိုရင်ကျွန်တော်ပိုက်ကွန်ချမယ်လို့ပြောတော့တငါတယ်နဲ့ယင်းနည်းတဲ့သူတွေကတော့ငားတယ်အများကြီးရတော့တွေ့ရတယ်။နှုတ်ကပတ်တော်တီမောင်မိုက်တော်ကျွန်တော်ရဲ့လမ်းကို